ဆက်ရှိရနေရစပြီးတော့ဒီရခိုင်ပြည်နယ်ကိုတို့အေးရအေးဖို့ကြညာတယ်။ဒါကြောင့်ကျွန်တော်တို့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့လူငယ်တိုင်းလူငယ်တိုင်းစစ်မှုထမ်းရမယ်။လူငယ်တိုင်းလူငယ်တိုင်းစစ်မှုထမ်းရမယ်။လူငယ်တွေကကျွန်တော်တို့ဒီကိုယ့်ရဲ့ဒေသကိုစွန့်ခွာရင်နေရာစွန့်ခွာရင်ထိထိရောက်ရေးယူမယ်။လက်ရှိကျွန်တော်တို့ဒီစစ်မှုထမ်းမဲ့ဒီစစ်မှုထမ်းရမယ်အတန်တရာဒီလူငယ်လူငယ်တွေကနေရာစွန့်ခွာနေတာတို့သိတယ်။ဒါကြောင့်စွန့်ခွာတဲ့သူတို့ပြင်းပြထန်အရေးယူမယ်လို့ဖော်ပြထားတယ်။အဲ့တော့သူတို့ရဲ့ဖော်ပြချက်မှာဆိုရင်ဒီစစ်မှုထမ်းရအကျိုးဝင်တာကနံပါတ်1နံပါတ်1က မိန်းကလေးဆိုရင်အသက်18ကနေ25နှစ်အတွင်းစစ်မှုထမ်းမယ်။ယောက်ျားလေးဆိုရင်အသက်18နှစ်ကနေ45ရက်45နှစ်အတွင်းအမျိုးသားလေးအားလုံးစစ်မှုထမ်းမယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ဒီလူငယ်လူရွယ်တွေကိုရေလန်းကုန်းလန်းနေပြီးတော့ကျွန်တော်တို့ပို့ဆောင်တဲ့သူတွေတနည်းအားဖြင့်ဗျာပွဲစားပေါ့ဗျာရုံးမောက်ရုံးမောက်ဖြတ်ပြီးတော့ကျွန်တော်တို့ဒီပြေဘက်ကိုမကွေးတိုင်းနဲ့ဝင်လာတော့ပြီးရင်ကျွန်တော်တို့ဒီဘကူတိုင်းနဲ့ဝင်လာတော့အယောက်တိုင်းနဲ့ဝင်လာတော့ဆိုရင်သူတို့ကဖမ်းဆီးနိုင်ခဲ့ရင်အဲ့ဒီလူတွေကို ခေါ်ဆောင်သွားပြီးတဲ့လူတွေကိုပြင်းပြထန်ထန်အရေးယူမယ်နောက်ကကျွန်တော်ကုံတယ်တွေကကုံတယ်တွေကဒီလိုမျိုးလူငယ်လူရယ်တွေကိုစစ်မှုထမ်းထဲမှာအကျုံးဝင်တဲ့လူငယ်လူရယ်တွေကိုခေါ်ပေးသွားရင်အဲဒီကုံတယ်တွေအရေးယူမယ်တဲ့အဲ့လိုမျိုးပြောပါတယ်ဘာကြောင့်သူတို့ကဒီလိုလုပ်ရလဲဆိုရင်တဲ့ဒီချစ်ကောင်စီရတဲ့ဒီလူငယ်လူရယ်ဒီလက်ရှိရခိုင်တိုင်းသူတိုင်းသားတွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖို့အတွက်ပေါ်တာဆွဲမှုတွေကိုကာကွယ်ဖို့အတွက်သူတို့ကဒီလိုမျိုးလုပ်ရပါတယ်တဲ့မသိကြီးစရာကောင်းတော့ဗျာပြီးတော့နောက်တစ်ချက်ကကြားဖြတ်နေပြောက်ဖို့တော့သူတို့ကာကွယ်ရခြင်းဖြစ်ပါတယ်ခင်ဗျဘာမှလည်းမဆိုင်ဘူးဘာမှလည်းမဆိုင်ဘူး ဘာမှလည်းမဆိုင်တကယ်ကတို့ကဒီလိုမျိုးတို့ဒီ A ကဒီလူငယ်လူငယ်တို့ဖမ်းဆီးနေကြားလာနေအဲ့အတန်တရားခင်ဗျအချိန်ကြည်ကြည်ပြတ်ပြတ်ထွက်နေတယ်အနည်းဆုံးဆိုကျွန်တော်တို့ဒီမေလာရှိရနေ့ကအမင်းများမြို့နယ်တအဲကြောင်းမော်ရွာဖဖြိုရွာပြီးရင်ကျွန်တော်တို့မင်းတင်မရွာအဲ့ဒီကြီးရွာမှာနေတိုင်းနဲ့ဒီလူငယ်လူငယ်အားလုံးကျွန်တော်တို့အယောက်20ခန်းကတို့ကကျွန်တော်တို့ကုန်းလန်းနေပြီးတော့တို့ကဒီဒီကျွန်တော်ပြေဘက်ကိုဝင်ဖို့လုပ်တာအဲရိုးမားမှာပဲဖမ်းဆီးခံရရတယ်ရိုးမားထဲမှာပဲဖမ်းဆီးခံရရတယ် ဖမ်းဆီးခတ်လိုက်ပြီးအဲ့မှာပါလာတဲ့ကျွန်တော်ယောက်ျားလေးမိန်းကလေးတွေကိုသူတို့ကဒီစစ်ထဲကိုတွန်းလိုက်တယ်ပေါ့ဗျာမိဘနဲ့လည်းဆက်သွင်းမရဘူးအဲ့ဒီလူငယ်လေးအားလုံးကကျွန်တော်တို့ဒီရန်ကုန်မှာကျွန်တော်ပညာသင်မယ်ပညာသင်ပြီးရင်သူတို့တခါနိုင်ငံခြားမှာထွက်ပြီးအလုံးလုံးမဲ့လူတွေအဲ့လူတွေအားလုံးတော့ဖမ်းပလိုက်တာဖမ်းပလိုက်ပြီးတော့ဒီလိုမျိုးအမိန့်တွေထုတ်ထားတယ်ပေါ့စသဖြင့်ကာပြန်ကာတဲ့သဘောပေါ့ဒါအောင်ကြီးကြီးအဖြစ်ကျွန်တော်တို့ဒီစစ်သွေးကြွအေးမှာတော့လူဦးရေပြုံးတိမှုတွေဖြစ်လာပြီးပြုံးတိမှုတွေဖြစ်လာတဲ့အတွက်သူတို့ဒီ တေဆုံးသွားတဲ့တိုက်ပွဲထဲမှာတေဆုံးသွားတဲ့သူတွေထိခိုက်ဒဏ်ရရှိသွားတဲ့သူတွေအတွက်နေရာကိုပြန်ပြီးအစာထိုးဖို့အတွက်လူရဲလူရဲတို့ဖမ်းဆီးတဲ့စစ်ထက်သွတ်သွတ်တယ်အဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာကဒါကလူခွင့်ရေးချိုးပေါက်နေပါဘယ်သူမှမပြောဘူးဘယ်သူမှမပြောငြိမ်းရပဲငြိမ်းရပါဗျအဲ့လိုရှိတယ်အဲ့တော့ကျွန်တော်အေးအနေနဲ့ဗျာခင်ဗျားတို့ဒီခင်ဗျားတို့အနေနဲ့ဟာရခိုင်နိုင်ငံတီထောင်မဲ့အာရဂန်တွင်းလို့မှတ်မယ်ဆိုရင်ခင်ဗျားတို့အနေဗျာခင်ဗျားတို့အနေနဲ့လက်ရှိခင်ဗျားရခိုင်ပြည်နယ်မှာခင်ဗျားငွေကြေးတကူကိုခင်ဗျားတို့စပြီးတုံးပါလားဟိုထွန်းမြင့်နိုင်ပုံနဲ့ရခိုင်ပြည်နယ်ဒေါ်လာတို့ ရခိုင်ပြည်နယ်ကြောက်ငွေတို့စသဖြင့်ကြောက်တို့လောက်ပါလားလောက်ပြီးထုံးမြင့်နိုင်ပုံနဲ့အဲ့ဒီပတ်စံနဲ့ကြောက်တို့ကုံသွယ်ဖို့ဗျာနိုင်ငံတကာဥမာဘင်္ဂလားဒေ့ကိုကုံသွယ်ဖို့ပြီးရင်ကြောက်တို့အိန္ဒိယနဲ့ကုံသွယ်လောက်ကြည့်ပါလားငွေကြီးစနစ်လောက်ကြည့်ပါလားခင်ဗျားတို့ကိုခင်ဗျားတို့အစိုးရလို့သတ်မှတ်တယ်ဆိုရင်အစိုးရလို့သတ်မှတ်ပြီးယူထားခြင်းနဲ့ဆိုရင်ခင်ဗျားတို့အေးအေးနဲ့ငွေကြီးငွေကြီးလေးတစ်ခုလောက်ရိုက်ထုတ်ကြည့်လိုက်ပါလားခင်ဗျားတို့ရခိုင်ပြည်နယ်မှာအသုံးပြုမဲ့ငွေကြီးဆိုပြီးခင်ဗျားရိုက်ထုတ်လိုက်ပါလားလောက်ကြည့်လိုက်ပါလားခင်ဗျားတို့ခင်ဗျားခင်ဗျားတို့ခင်ဗျားဒီအစိုးရလို့တတ်မှတ်တာရင်ခင်ဗျားတို့ဒီနယ်မြေကိုခင်ဗျားတို့ထိန်းချုပ်ထားတာကခင်ဗျားတို့ပြည်နယ်အစိုးရဖြစ်တာလည်းမဟုတ်ဘူး ကိုပိုင်အုပ်ချုပ်ခွင့်ဖြစ်တာလည်းမဟုတ်ဘူးခင်ဗျာနံပါတ်1ခင်ဗျာရေချောင်းကိုခင်ဗျာမထိချုံနိုင်ဘူးနံပါတ်2ခင်ဗျာလေချောင်းကိုမထိချုံနိုင်ဘူးအဲ့တော့ခင်ဗျာအချိန်တစ်ချိန်မှာခင်ဗျားတို့ကဒီပြန်ပြီးတော့ဒီတက်မလို့ရထိချုံမှုအောင်ပါခင်ဗျာထိချုံမှုအောင်ခင်ဗျာပြန်ရောက်ပါပဲအချိန်တစ်ခုပဲခင်ဗျာရေချောင်းဘယ်လိုထိချုံမလဲကဲရေချောင်းဘယ်လိုထိချုံမလဲနံပါတ်1လေဝင်းရောခင်ဗျာဘယ်လိုဘယ်လိုထိချုံမလဲနံပါတ်3ခင်ဗျားတို့ဒီတန်တန်ငယ်နဲ့အကုန်လုံးပြုတဲ့အခါမှာကျွန်တော်တို့ငွေကြေးလိုတယ်ဘယ်ငွေကြေးကိုခင်ဗျားတို့ဒီစံနှုန်းထားပြီးခင်ဗျားတို့ဒီကုန်တွေကိုခင်ဗျားတို့ဒီအပြောင်းလဲလုပ်မလဲ ခင်ဗျားတို့မှာဘာမှမရှိဘူးခင်ဗျားတို့မှာရှိတဲ့အရာအားလုံးကခင်ဗျားတို့ပြောတဲ့ဒီပြီးမာကြီးကိုပဲခင်ဗျားတို့မိကိုနေရတာလက်ရှိခင်ဗျားတို့တော့ခင်ဗျားတို့တုံးနေတဲ့ငွေကြီးကပတ်စံနေအားလုံးကလက်ရှိဒီဒါကြောင့်တော့အသီးမှတ်ပြထားတဲ့ငွေကြီးကိုပဲခင်ဗျားတို့အသုံးပြရတာခင်ဗျားတို့ဒီဘင်္ဂလားဒေ့ရဲ့ခင်ဗျားတို့ဒီကုန်ရောင်းဝယ်ပြတဲ့အခါမှာလည်းဒီငွေ